ဒါကတော့ကမ္ဘာအနှဆုံးအဆောက်အုံများစွာတွေထဲကရှေးကြပြီးလှပတဲ့အဆောက်အုံတစ်ခုဖြစ်ပါတယ်။အဲ့ဒါကတော့ဂျာမနီနိုင်ငံကိုလုံးမျိုးကကတိဒါရယ်ဖျားเจ้าမှာဂေါ်ဒီဘီတုကလက်ရောင်မွန်တစ်ခုဖြစ်ပြီးနှစ်ပေါင်း630နှစ်နှစ်ကြာတိဆောက်ခဲ့ရတဲ့စံချိန်တင်เจ้าတော်ကြီးပါပေ918ပေမြင့်တဲ့ခေါင်းလောင်းတိုင်နှစ်တိုင်ဟာအထက်ပေါင်း60ရှိတဲ့အဆောက်အုံနဲ့ညီမျှပါတယ်။ ဒီကျောင်းတော်မှာယူပဝေဒနိယာမတွေကိုစန့်ကျင်ပြီးတိစောက်ထားတဲ့ပေ90အမြင့်ရှိသတင်းပေါက်ကြီးတွေပါဝင်ပါတဲ့1880ခုနှစ်မှာပြီးစီးခဲ့ပြီး1884ခုနှစ်ဝါရှင်တန်အထိမ်းအမှတ်တိုင်ပေါ်ချိန်အထိကမ္ဘာအမြင့်ဆုံးအဆောက်အဦအဖြစ်ရပ်တည်ခဲ့ပါတယ်။ဒီကျောင်းတော်ဟာတမာကျန်းစာတွေကသုံးပါသောပညာရှိဘုရင်များရဲ့တက်တော်ကိုထာပနာထားရနေရလဲဖြစ်တာကြောင့်စတီချိန်ကလေးကဖျားဘူးများရောက်ရှိရာအချက်ချာနေရာတစ်ခုလည်းဖြစ်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းဘုံကျဲတိုက်ခိုက်ခံခဲ့ရတော့လေအံဩစရာကောင်းလောက်အောင်ပျက်စီးမှုမရှိပဲကြံရိပ်ခဲ့ပါတယ်ယနေ့ခေတ်ခေတ်သစ်ပြီးသူကလက်ရာတွေကြားမှာအတိတ်ခေတ်ကလူသားတို့ရဲ့ဉာဏ်ပညာစွမ်းရည်ကိုဂုံတင်ပြသနေတဲ့အထိမ်းအမှတ်တစ်ခုအဖြစ်ဂုံယူစွာရည်တည်လျက်ရှိပါတယ်